တောင်အမျိုးသားလက်မြောက်ရေးတက်မတော့ TNLA အနေနဲ့နင့်နာဆုံးရှုံးမှုနဲ့အောင်ခေါင်းဆောင်တွေကစဉ်စားချင်းချိန်မှုလိုအပ်တယ်လို့ NCA ထိုးထားတယ်။ပောက်အမျိုးသားလက်မြောက်ရေးအဖွဲ့ချုပ် PNLO NCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခေါင်းကက CNN တင်ဌာနကိုပြောပါတယ်။ TNLA တင်ပိုက်ထားတဲ့ကြောင်မင်းမျိုးကိုမြန်မာတက်မတော်ကထိုးစစ်စင်တိုက်ခိုက်နေတာကြောင့် TNLA အနေနဲ့နင့်နာဆုံးရှုံးမှုနဲ့အောင်စဉ်စားတင်တယ်လို့အကြံပြုထောက်ပြနေကြပါတယ်။လက်ရှိအချိန်မှာ TNLA ဟာစေရေးအသက်ကြာရှိရာမှာ စေရေးအကြပိုင်းကိုအနှဲငယ်ချင်းကပ်လာနေတဲ့အခြေအနေမျိုးရင်ဆိုင်နေရကြောင်းတီအန်အန်နေကောင်းဆောင်တွေအနေနဲ့နင့်နာဆုံးရှုံးမှုအ ਨੇ ဆုံးဖြစ်အောင်စဉ်းစားချင်းချင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ပောက်အမျိုးသားလက်မြောက်ရေးအဖွဲ့ချုပ် PNLONCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခေါင်းကကစီအန်အန်တည်တင်းဌာနကိုပြောပါတယ်ဒီလိုအားဖြင့်တော့ကြောက်မဲရဲ့ဒီဘောရဲ့ပါရင်မဟုတ်ပါဘူး။ဒါဖြစ်ဖြစ်ဒီအကြပါရှိတာကိုဆေးရင်မှာတော့ ဒါကြောင့်ဒီဒီဒီလက်ရှိ DNL အနေနဲ့ကတော့အကြပိုင်းကိုနည်းနည်းချင်းကပ်လာနေတဲ့သဘောမျိုးတော့ယူဆရရတာပေါ့ဗျာသူမှမဟာမိတ်အားနည်းလာတယ်နောက်ပြီးတော့ဒီဒီအစုအဖွဲ့အားနည်းလာတယ်နောက်ပြီးတော့တစ်ဖက်ကဟိုရင်ဆိုင်ရတဲ့ဒီလက်ရှိကော်မရှင်ဘက်ကလည်းပဲပို့ပြီးတော့လူရင်အားပစ္စည်းအားကျွန်တော်တို့အကုန်ပြည့်နေတဲ့ဟိုပါပေါ့လေ 人那压里也不高啦，你看见了，不不收不收啊，是吧？你点下来就不好去了，大家，你看，不吃哎，不是，那水库顶电头那个保堤压力大的，阿个我那里点的，我都摸到大没了，我大没大过了，我那里收不够，我那个都不够，那水泥嘛咯，现在加了，加那个。 ဥပ္ပယ်နဲ့ပေါ်လို့လို့ခြုံကိုပုံတက်လို့ရတာပါဗျာဒါကြောင့်တို့အနေနဲ့အကြမနာအောင်ချားတဲ့အချိန်မှာမျက်နှာဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်တော့ဘောင်းဆောင်လို့ရှင်းသားချင်းချင်းလို့လို့တာပါဗျာလက်ရှိအချိန်မှာကြောင်မဲမျိုးအနီးတစ်ဝိုက်မှာတိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားနေပြီတိုက်ပွဲတွေကြားမှာနေအိမ်တွေအစိုးရရုံးနေနဲ့အဆောက်အဦးအချို့မီးလောင်ပျက်စီးလာတယ်လို့ဒေရခန်တွေလည်းတင်းရှောင်ထွက်ပြေးနေကြရပါတယ်။ TNL အနေနဲ့မိုးကုတ်တီဘောအခြားသောနေရာတွေကိုလည်းထိမ့်သိမ်းထားနိုင်နေတာကြောင့် ကြောင်မဲမျိုးကိုဆက်လက်ခုခံဖို့မလုပ်တော့ပဲနင့်နာဆုံးရှုံးမှုနည်းအောင်စုပ်တင်တယ်လို့ပအုပ်အမျိုးသားလွမြောက်ရေးအဖွဲ့ချုပ် PNLONCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခုံးကာက CNN သတင်းဌာနကိုပြောပါတယ်။ဒါတော့အမအမဆက်ခံဖို့မလိုတော့ဘူး။မတော်တာနေရာတွေလည်းအများကြီးထိန်းတာရှိတယ်။မဟုတ်ကုန်ရှိတဲ့ဒီဘောရှိတယ်။ဒီမှာလည်းဟိုရှိတော့ဒီနေရာလေးတစ်ခုနဲ့ညာကိုပြန်ပြီးမယ်ဆိုရင်နောက်ထပ်ဟာလာဟိုကြဘက်မှာအဖုံးဘက်မှာဟာလာဒီ ပေါ်ပါရီချူဆိုရှိတာပေါ့အင်္ဂလိပ်စကားမှာဆုတ်တယ်ဆိုရင်လည်းအမျက်နာဆုံးဆုံးမင်းအောင်ဆုတ်နိုင်တဲ့လူကသူ့ရဲမှာပါလာပဲဒါကြောင့်ကပါရီချူလုပ်နိုင်ဖို့အတွက်စဉ်းစားနေတယ်လို့ယူဆတာပေါ့တီအန်အယ်လီဟာ2023ခုနှစ်အောက်တိုဘာ29ရက်ကကိုကန့်တပ်ဖွဲ့ MNDAA ရခိုင်တပ်ဖွဲ့ AA KNDF BNR BPL NDYPDF DPL PLA စတဲ့လက်နက်ကင်အင်အားစုတွေနဲ့ စုဖွဲ့ကတည်တုံညာနှစ်ကုံဆင်စင်ရေကိုရှမ်းပြည်နယ်မြောက်ပိုင်းနယ်မန္တလေးတန်းတရာကြီးအတွင်းမှာဖော်ဆောင်ခဲ့ကြပါတယ်။အဲ့ဒီဆင်စင်ရေအတွင်းမှာ TNL ရာရှမ်းပြည်နယ်မြောက်ပိုင်းရှိနန့်ခမ်းနန့်ဆန်းမိုင်တုံးမိုင်းငော့နမတူကြောက်မဲတီဘောနောင်ချိုမိုးမိတ်မိုင်းလုံးကိုခိုင်နဲ့မန္တလေးတန်းတရာကြီးအတွင်းကမိုးကုတ်တို့ကိုတင်ပိုက်ခဲ့ပါတယ်။အဲ့ဒီနောက်မြမတက်မတော်က လူဝင်ရနဲ့လက်နက်အင်အားတွေပြန်လဲစုဖွဲ့ကထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာကြောင့်နောင်ချိုမြို့ကိုပြန်လဲသိမ်းပတ်ခဲ့သလိုမိုးကုတ်မြို့ကိုလည်းသိမ်းပိုက်နိုင်မြို့အနီးတီထိုးစစ်ရောက်ရှိလာခဲ့ပါတယ်။အလားတူမြမတပ်မတော်ဟာကြောက်မဲမြို့ကိုသိမ်းပိုက်နိုင်ထိုးစစ်ဆင်နေရာမြို့အတွင်းကိုရောက်ရှိလာသလိုတီဘောမြို့ကိုတစက်တည်းထိုးစစ်ဆင်နိုင်ဖို့ကိုလည်းပြင်ဆင်ဖို့ရှိနေပါတယ်။တခြားတစ်ဖက်မှာတော့ TNL မှာဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြာဦးဆောင်တဲ့အဖွဲ့နဲ့မြမတပ်မတော်မှာဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံကိုမေးမြို့မှာ2025ခုနှစ်ဖေဖော်ဝါရီ16ဆက်ခွန်ရက်များမှာဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက်ဒုတိယအကြိမ်အနေနဲ့ TNL နဲ့မြန်မာတပ်မတော်တို့2025ခုနှစ် April 28ရက်နဲ့29ရက်ကတရုတ်နိုင်ငံကိုမေးမြို့မှာဆက်လက်ဆွေးနွေးခဲ့ကြသလိုတတိယအကြိမ်မြောက်ကိုတော့ August လကုန်ပိုင်းမှာဆွေးနွေးခဲ့ကြပြီးမဲ့သဘောတူညီမှုမရရှိသေးပါဘူး။